လူတွေမြောင်များစွာတတ်လာတဲ့ကဘာကျော်လူသတ္တမကြီးအင်္ဂုလိမာလာနော်အင်္ဂုလိမာလာဟာသမန်အားဖြင့်ငရဲကလွတ်เสียအကြောင်းမရှိတော့နော်ငရဲကလွတ်เสียအကြောင်းမရှိသူလှုပ်ထားတဲ့အကုသိုလ်တွေကအကျိုးပေးဖို့အချိန်မကျသေးလို့သာသူ့ရဲ့တဏ္ဍာမှာအင်ဖြစ်အားဖြင့်နဲ့စွန့်ရည်တတိတွေရှိနေကြတယ် ဆင်သင့်ဖြစ်နေပြီအင်အားအပြည့်အဝနဲ့ရှိနေကြဒီဘဝရဲ့အသေးကိုစောင့်နေတာဒီဘဝသေးတာနဲ့တပြိုင်နဲ့အပင်ငယ်ရဲ့ကိုကြဆင်မှာပဲဒီအကုသိုလ်တွေကနော်သို့တော်ကံကောင်းရင်တော့သူ့ရဲ့ဉာဏ်စွမ်းဉာဏ်စမြတ်စွာဘုရားရဲ့အဆုံးအမကိုရလိုက်လို့သူ့ရဲ့ဉာဏ်စွမ်းဉာဏ်စနဲ့ကိုချင်းတီလာတွေလူစိုးဘဝကနေပြီးလူကောင်းအဖြစ်ကိုချင်းတီလာတွေကိုခံယူဆောက်တည်ပြီးတဲ့နောက်မှာ ပါဏတိပါဒအမှုကိုလုံးဝရှောင်လင်းရှောင်ကျင်လိုက်ပြီးတော့အစွမ်းထက်တဲ့ခုနကမဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်လိုက်တာအစွမ်းထက်တဲ့ရတ္တမက်လို့ဆိုတဲ့ကုသိုလ်မက်ဆိုတာမဂ္ဂင်၈ပါးကိုဖွဲ့စည်းထားတာမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတာမဂ္ဂင်၈ပါးအစုဝေးကိုမက်လို့ခေါ်တာအဲ့ဒီမက်စွမ်းအားဟာနံပါတ်၄ဖြစ်တဲ့ရတ္တမက် ရတ္တမဆိုဒီမှာတာမဒိဋ္ဌိတာမသင်္ကပ္ပတာမဝါစာတာမကမ္မန္တတာမအာဇီဝတာမဝါယမတာမတတိတာမသမာဓိတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်သီလရဲ့တမာရီရဲ့ပညာအစွမ်းထက်တဲ့သီလအစွမ်းထက်တဲ့တမာရီအစွမ်းထက်တဲ့ပညာအထက်မြတ်ဆုံးပညာကိုရလိုက်တာ ਨੇ တပြိုင်တည်းသူလုပ်ထားတဲ့အကုသိုလ်တွေကအကုန်လုံး ရှုံးပေးသွားဘယ်လိုကြောင့်အရှုံးပေးရတာတုံးဆိုသူတို့ရဲ့အဖို့သဟဲဖြစ်တဲ့ခိလိတာတွေကိုရတ္တမကဖယ်ရှားပြစ်လိုက်တဲ့အတွက်ကြောင့်ကံတွေဟာအကျိုးပေးခြင်းတော့လဲပေးလို့မရတော့ဘူးဒီလိုဆိုလိုတာနော်အဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဟောလိုက်တုံးဆိုယတ္တပပံကတံကမ္မံကုသလေနပိဋ္ဌိယတိ ူလှုပ်ထားတဲ့မကောင်းမှုတွေအလုံးကိုကုသိုလ်နဲ့ဆုတ်ပိတ်တားဆီးပြလိုက်တယ်လို့ပယ်ဖြတ်ပြလိုက်ပြီလို့အစွမ်းတတိထက်တဲ့ကုသိုလ်တရားနဲ့ပယ်ဖြတ်လိုက်တယ်လို့ပြောဘယ်ကုသိုလ်လဲလို့ဆိုရင်ခုနကမဂ္ဂင်၈ပါးနဲ့စုစည်းထားတဲ့ရတ္တမေဆိုတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ရဲ့စွမ်းအားနဲ့အကုသိုလ်မှန်သမျှဟာဖြတ်စည်းခြင်းခံလဲရတော့ဒီအကုသိုလ်ကံတွေက ဘဝတန်လျာမှာလိုက်ပေးဖို့အခွင့်ရေးတော့မရသို့တော့လုံးဝအကျိုးမပေးတာလားဆိုတော့မဟုတ်ဘူးသူလုတ်ခဲ့တဲ့အာဟုတ္တကံတွေကြောင့်ရှင်အင်္ဂုလိမာလဟောကခဲနဲ့ပေါက်လိုက်သူခေါင်းလာကြနော်သူပေါက်တာမဟုတ်လေသူခေါင်းပေါ်လာရောက်ဒီလိုငဲ့ဖြစ်ဖြစ်တစုံတရာဟုဖြစ်ဖြစ်ခဲနဲ့ထူလိုက်တဲ့အခါရှင်အင်္ဂုလိမာလခေါင်းလာထိတယ်ကံဆိုတာလေကိုယ်လုံတာမဟုတ်ပြင်မဲ့လို့လာထိတယ် အေးသူ့ကိုမုံတီးတဲ့ပုံကိုယ်တွေကလည်းခဲနဲ့ထူးကြဆုံးငန်သွားတယ်ဆိုရင်တပိတ်ကွဲသင်္ကန်းတွေဆုပ်ပြဲလို့ဆုံးမရတဲ့ရက်တွေများကြီးအဲ့လိုဒုက္ခတွေတော့သူခံရတယ်သို့တော့နောက်ဘဝကိုဆက်ဆက်ပေးနိုင်မဲ့တဏ္ဏဆိုတဲ့ကိလေသာတဏ္ဏဥဆောင်တဲ့ကိလေသာတွေသူ့မှာမရှိတော့ဘူးဆိုတဲ့အခါကျတော့ အပင်ပေါက်เสียမြေတဲ့ရေတွေမရှိတော့သည့်အတွက်ကြောင့်လောက်လာတဲ့အကုသိုလ်မျိုးစေ့တွေဟာဒီတိုင်းပဲခန်းချောက်သွားတယ်ဒီအိဋ္ဌိပဲကိုပြောတာနော်ဒီအိဋ္ဌိပဲကိုပြောအဲ့တော့တားဆီးနိုင်တယ်အကုသိုလ်ကပထမကောင်းတယ်ကံကံရဲ့သဘောတွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်တာအကုန်သိနိုင်ကံကံရဲ့အကျိုးတရားတွေကိုဘုရားကသာသိနိုင်လို့ဉာဏ်တဲ့ပုဂ္ဂိုလ်တွေတွားပြီးတော့ဟုတ် ကိုညံမမိတာတွေကိုသွားပြီးတော့မစင်စားလေနဲ့မစင်စားနဲ့ဆိုတာစင်စားလို့ရသလောက်ကိုမစင်စားနဲ့လို့ပြောတာမဟုတ်ဘူးအကုံလုံးကိုလိုက်ပြီးတော့ကိုညံမမိပဲနဲ့စင်စားလိုက်လို့ရှင်ယူသွားနိုင်တယ်လို့သူတို့ပြောတယ်အဲ့ဒါကိုအစိန်တရား၄ပါးတာမန်အတိညာနဲ့သိနိုင်စွာမရှိလို့မကြံစီနဲ့တဲ့ကမ္မဝိပါကအစိန်တရား ကံရဲ့အကျိုးတရားဟာအမှန်တမ်းဆန်းပြလို့ရသော်ဘုရားသာသိနိုင်တာဖြစ်သောကြောင့်အဲ့ဒါကိုမိမိဉာဏ်မမီပဲနဲ့သွားပြီးတော့စဉ်းစားမယ်ဆိုလို့ရှိရင်ယူတော့သွားနိုင်တယ်လို့သူတို့ဆိုတယ်ရသော်ဘုရားဒါကတော့လူတိုင်းလူတိုင်းဟာဉာဏ်ရည်ဉာဏ်သွေးဆိုတာအတိုင်းအတာတစ်ခုပဲရှိတယ်လေမျက်စိကမြင်တာတောင်မှပဲကိုယ်အတိုင်းအတာရှိတယ်လို့ပဲကိုယ်မြင်ကြတာလေ ဲ့ဒါလို့အတိညာဉ်ဆိုတာလေလူတိုင်းလူတိုင်းမှာအတိုင်းတာအကန့်အသတ်ရှိတယ်။ကိုယ်အတိညာဉ်နဲ့မမီတဲ့အရာကိုလှမ်းမယ်ဆိုလို့ရှိရင်ပင်ပန်းယုံပဲရှိမယ်လို့ဒီလိုအဓိပ္ပာယ်မျိုးပြောတာ။အဲ့ဒါကိုဆုံးလို့တယ်။အဲ့တော့ဘုရားဝဇ္ဇဝင်သူတော်စင်တွေယုံကြည်ကြတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတစ်ခု။ကံကံဤကျိုးလို့ဆိုတဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိ ဘယ်သူမပြုတ်မိမိမှု ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဆိုတဲ့ကံကံဤကျိုးလက်ခံယုံကြည်မှုဆိုတဲ့တမ္မာဒိဋ္ဌိဟာဘုရားဘာသာဝင် ဖြစ်ဖို့အတွက်အခြေခံအရေးကြီးဆုံးအမြင်တစ်ခုပဲဖြစ်တယ်။အဲ့ဒါမှမရှိရင်တခြားဘာသာဝင်တယောက်ဟာလည်းဘုရားဘာသာဖြစ်ဖို့မရဘူးမဖြစ်နိုင်ဘူး။ကံကံဤကျိုးကိုယုံကြည်ခြင်းလို့ဆိုတာအဓိကအကြဆုံးပဲလို့သူတို့ဆိုတယ် အဲ့တော့ကံကံရဲ့အကျိုးကိုယုံကြည်သူနဲ့မယုံကြည်သူဘာခွာလဲစဉ်းစားကြည့်ကံကံရဲ့အကျိုးကိုယုံကြည်သူကဘယ်လိုတွေးမလဲသူတွေးမလဲအေးမကောင်းတာလုပ်ရင်မကောင်းကျိုးခံရမယ်ကောင်းတာလုပ်ရင်ကောင်းကျိုးဆံရမယ်ဒါသူ့အတွေ့ကံကံရဲ့အကျိုးကိုမယုံကြည်တဲ့ပုံကကြတော့ဘယ်လိုတွေးတော့အေးကံဆိုတာမရှိပါဘူးကိုလှုပ်ချင်တာလှုပ်ပဲဒါဖြင့်လှုပ်ချင်တာလှုပ်ပဲ ောင်းတာလို့လည်းကောင်းကျိုးရတာမဟုတ်ဘူးဆိုးတာလို့လည်းဆိုးကျိုးဖြစ်တာမဟုတ်ဘူးကံကံရဲ့အကျိုးကိုမယုံကြည်ဘူးဆိုတဲ့ငင်းပယ်တဲ့ပုဂ္ဂိုလ်ဟာသူလှုပ်ချင်တာလှုပ်မယ်သူလှုပ်ချင်တာကဘာလို့ဆိုရင်မကောင်းတာတွေကြီးပဲအဲ့တော့ပူဆိုးသွားနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့ဒါပြောတာနော်ယုံကြည်သူနဲ့မယုံကြည်သူကွာခြားသွားဒီနေရာမှာမယုံကြည်တဲ့လူကအကောင်းလုပ်ဖို့မဖြစ်နိုင်တော့ယုံမမယုံဘူး ဟောယုံကြည်တဲ့လူကတော့အေးအဆိုးမဖြစ်ချင်ဘူးအကောင်းပဲဖြစ်ချင်တယ်လူဆိုတာကကောင်းကျိုးချမ်းသာပဲရကြတယ်ဆင်းရဲဒုက္ခမကြုံချင်ဘူးဒါကြောင့်မို့ကောင်းကျိုးချမ်းသာပေးတယ်ဆိုတော့ကုသိုလ်ကကောင်းကျိုးချမ်းသာပေးတယ်ဒါကြောင့်မို့ကုသိုလ်လုံးမပဲလို့ဆိုရဲအတွေးဝင်တယ်အကုသိုလ်တွေလုပ်ရင်အကုသိုလ်ရဲ့အကျိုးတွေငါခံရမှာပဲလို့အတွေးဝင်လာတယ်ဟောအမြင်ကြီးဟာအဗဒမကွာချားတယ်လို့ကွာချားသည့်အတွက်ကြောင့် ကံကံဤအကျိုးကိုလက်ခံယုံကြည်တဲ့ပုဂ္ဂိုလ်ကလူတော်လူကောင်းဖြစ်တယ်။ကံကံဤအကျိုးကိုငြင်းပယ်လို့ရှင် လူတော်လူကောင်းဖြစ်ဖို့တောင်မရှိဘူး။အင်တမဟိုကွာချားတဲ့အတိတ်ပဲတခု ပြောတာနော်။